အခက်တာကြီးတိကျစေကြောင်းရဟိုဒီမကိုဗစ်ကာလမှာထွက်ထားရနေမချစ်တော်ရင်တခြင်းလေးပေါ့နော်အဲ့တခြင်းမှာတော့ဟိုညီမကိုလူတိတယ်လို့ငါခံစားရပါဘူးလို့လဲဆိုတော့ဟိုဒီတခြင်းကိုဖွင့်ဖွင့်လိုက်တဲ့အချိန်မှာဟိုအဲ့အဲ့တခြင်းလေးကအဲ့တခြင်းလေးကိုတိရဲစိုက်တယ်ပေါ့ဒါပေမဲ့ညီမဆိုတာမှမတိမတိအတားညီမဆိုတာလေဆိုပြီးအဲ့လိုပြောလိုက်တော့မှသူတို့က တိကြတာပေါ့ဒါကကြတော့ကိုအချင်းချင်းပေါ့เนาะအဲ့လိုမျိုးကိုနဲ့ရင်းနှီးတဲ့လူကအဲ့အဲ့တချင်းကိုတိတယ်အဲ့တချင်းအဲ့တချင်းကိုမြင်းနားထောင်ပြီးတော့ဟိုပြီးခဲ့တာပေါ့အဲ့လိုမျိုးဆိုတော့အတားညီမဆိုထားတာလေအဲ့လိုမျိုးပြောပြောလိုက်တော့မှသူတို့ကတိရတချင်းနဲ့အဆိုတော်မျိုးမတွဲနေပေါ့နော်ရပါလေထွက်တော့နေမချစ်တော့ရဲ့ငါနေကမပါရင်းနှီးဆိုလို့ရှင်အတချင်းဆိုနေတာစာရုပ်စာဖတ်နေတယ်လို့ပဲ ခန်းစားချက်လည်းမပါဘူးအဲဒါပေမဲ့အခုနောက်ပိုင်းမြန်မာပြဟိုကိုကိုကိုပေါ့နော်ဟိုပူပူပုံစူးစားလာတဲ့ချိန်မှာအဲ့အဲ့ဒီရဲ့ဟိုသူတို့ရဲ့ဒီ comment လေးတွေလည်းပျောက်သွားတယ်သူတို့ရဲ့ဝေဖန်တဲ့နေလည်းတိတ်မကြရတော့ဟုတ်အမနာမည်ကတော့ခတ်တာဖြစ်ပါတယ်ဒီတောက်ကိုဆောက်လောက်တာကတော့အင်းကြပြီပေါ့ငယ်ငယ်လေးတွေက ာသနာပါလို့ဖြစ်တာပါဟုတ်ကဲ့မတဲ့ချင်းက Evan Evan တခုနဲ့နောက် single နှစ်ပုတ်ထွက်ထားပါတယ် Evan မှာတော့ချင်း၁၀ပုတ်ပါတယ်ပေါ့နော်နောက်ဟို single နှစ်ပုတ်ကတော့မကြသေးရင်မှထွက်ထားတာပါခက်ခဲတွေကတော့အများကြီးပဲရှိခဲ့ပါတယ်တွေ့ကြုံနေလည်းအများကြီးရပါတယ်ဒီလိုခံချလဲဆိုတော့ဘယ်လိုပေါ့ကိုတချင်းဆိုရဲမှာအသက်မပါဘူးတော့တည်ရမလားအဲ့လိုမျိုးလေးတွေဝေဖန်ပြောဆိုကြရတယ်တွေ့ရပါတယ် ခက်ခဲရတော့အများကြီးပေါ့နော်ဟိုကိုကဒီဒီလောကကိုအစိမ့်တသက်ပေါ့ဝင်လာရဲ့လို့ဆိုတော့အကူညီရလည်းဘူးမှမပါတော့ကိုကကိုပဲဒီလမ်းကြောင်းပေါ်မှာပေါ့တယောက်တည်းလေးလာတယ်တယောက်တည်းလေးလာဟိုအကူအကူရဲ့အကူညီနဲ့တယောက်တည်းလေးလာတယ်လေးလာပြီးတော့အဆက်အသွယ်လိုက်ချိတ်တယ်အဲလိုက်ချိတ်ပြီးတော့ဒီလိုပဲရှောက်ရှောက်လိုက်ရတာပေါ့နှစ်ပတ်တည်းကတော့အများကြီးပေါ့နော်ကိုဟိုဟာ နှိမ်တဲ့ပုံစံလေးလည်းရှိရပါတော့အဲဆိုတော့ကိုကကြတော့ဒီလောကထဲမှာအတိလည်းမရှိဘူးအကက်လည်းမရှိဘူးဆိုတော့အာတယောက်တည်းဟိုကိုတယောက်တည်းပေါ့နော်ဖြတ်တန်းရတဲ့အခါမှာဟိုဟာအမျိုးမျိုးကိုပြန်ထပ်နဲ့ဟိုပြောဆိုကြရလည်းရှိရပါတော့ဟိုပစံပစံပေါ်လို့လောက်တာမျိုးတည်းမလားဟိုခါရီကတချင်းဆိုတက်ခွဲနဲ့တချင်းတချင်းလည်းမဆိုတက်ခွဲနဲ့လို့မျိုးပစံရှိလို့လောက်တယ်ပေါ့အကွာကြဝါသနာပါလို့လောက်တာလေ အော်ဟိုပါတော့ညီမဆက်စလုပ်ကတော့အခက်ခဲဒီအစိုးပိုင်းနဲ့ပတ်သက်ပြီးတော့လည်းအခက်ခဲအများကြီးရှိရပါဘူး။ဟိုဟာလီးစနစ်တွေမတိရရင်လည်းရှိရဲ။အဲအဲ့လိုမျိုးအခါမျိုးမှာဆိုရင်ဟိုတခြင်းကိုဘယ်လိုဆိုရမလဲဆိုတာကိုကိုကိုတခြင်းကိုဘာဘယ်လိုမျိုးဘယ်လိုမျိုးဆိုရမလဲဆိုရင်လီးစနစ်တွေကိုမတိလေ။မတိတော့အဲ့လိုပြောခံရလေးနဲ့ရှိတာပေါ့။ခံစားတာပေါ့။အများကြီးပါ။ဒီတန်းနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးဟိုပါနော်။ ပြောလို့ရှိရင်တိုက်ခိုက်လို့ရှိရင်မခံနိုင်ခံနိုင်ဆိုတာကိုကကြဒီဟာကိုငယ်လေးတွေကယူတွတ်တယ်လို့ဒီဟာကိုပဲဟိုဒီဇိုင်းမှလုပ်သွားခြင်းလေလို့ဆိုတော့အဲ့လိုမျိုးဝေဖန်တာနေကြားရလို့ရှိရင်စိတ်မကောင်းဘူးပေါ့ကိုကစူးစားစူးစားတယ်စူးစားတဲ့လောက်ဟိုအရာမတင်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်လည်းစိတ်မကောင်းဖြစ်ရတယ်အော်အဲ့လိုအဲ့လိုမျိုးတော့မရှိဘူး ဟာပေါ့အဲသူတို့သူတို့ဝေဖန်လာတယ်ပေါ့သူတို့အမကောင်းတချင်ဘလို့ဆိုနေရလဲအဲ့လိုမျိုးဆိုလို့ရှိရင်ကိုကနောက်ဒီတပုတ်မှာအဲ့လိုပြောခိုင်းရဆိုရင်နောက်နောက်အပုတ်တွေမှာကိုဘလို့မျိုးဘလို့မျိုးစူးစမ်းမယ်ဘလို့ဘလို့ကိုကောင်းအောင်လုပ်မယ်ဆိုတဲ့ဟာကိုပဲဒီသူတို့ရဲ့ comment တွေကိုကြည့်သူတို့ရဲ့ပြောစကားတွေကိုနားထောင်ပြီးပို့ပြီးတော့ကိုကိုကိုလေးလာဖြစ်တယ်ဟုတ်ပါရဲ့ဒီဘက်မှာနေရောပါမိသားစုကတော့ဟုတ်ပါအမှားကန်ပါပဲသူတို့ကသူတို့ပဲပတ်မိုးပေးရတယ် ုဘယ်လိုပြင်ဆင်ထားလဲဆိုတော့အာဒီဒီတဲကိုဝင်လာမယ်ဆိုလို့ရှိရင်တော့အတိုက်ခိုက်တယ်ဝေဖန်တန်နေတည်မှာဟိုအပြောခံရမယ်ဆိုတာလေကိုကိုကိုတိတိပြီးသားလေပြောလဲပြောခံရပါတယ်တိုက်ခိုက်တယ်လည်းများရဲ့အပြင်မှာလည်းပေါ့နော်အဲ့လိုမျိုးတိုက်ခိုက်နေရတယ်ဒါပေမဲ့ကိုကိုဒီ music နဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးတိုက်ခိုက်ပါလို့ရှင့်တိုက်ပြီးတော့လက်မခံကြအဲ့တော့ဟိုပို့ပြီးတော့ကျိုးစားရတယ် ရှိရရှိရရှိရအပြင်မှာဒီလိုမျိုးအချင်းချင်းအချင်းချင်းတွေ့နေရတဲ့လူကအဲ့လိုမျိုးတိုက်ခိုက်တာမျိုးတွေလည်းရှိခဲ့ဘူးရဲ့အဲ့ရှိရပေါ့အဲ့လိုမျိုးမိတ်ဆွေတွေထဲမှာလည်းရှိရဲ့အဲ့လိုမျိုးမှကြတော့အဲ့လိုမျိုးဆိုလို့ရှိရင် ပြန်ပြီးတော့ဟောပြကိုယ့်ရဲ့ကိုယ့်ဒီဒီတခြင်း music နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့လုံခြုံစွာရယ် ပြင်ပြီးတော့သူတို့ပြန်ပြီးတော့တိုက်ခိုက်ရတယ်အဲ့လိုမျိုးသူတို့ကလာပြောသူတို့အဲ့လိုမျိုးတိုက်ခိုက်ကြတယ်မြမပြန်ပြီးတော့လည်းပြင်ပြင်းအာနေကဘလောက်တက်လို့လဲငါဘလောက်ငါဘလောက်ဘလို့တော်ရဲပါအဲ့လိုမျိုးကြီးပြင်ရှင်းပေါ့မြမကြတော့ဒီဒီတခြင်းနဲ့ပတ်သက်ပြီးတော့ပဲမြမပြန်တိုက်ခိုက်လိုက်တယ်မရှိပါအစိုးပိုင်းနေဆိုလို့ရှိရင်မြမကိုဒီနိုင်ငံသားကလေသူတို့ရဲ့ဒီလိစနစ်တွေဟို ဒီ 4K လေးချင်းဟိုလာလောက်လာ YouTube app နေကြည့်ရဲအဲ့လိုမျိုးလေးလေးလာဖြစ်ပါတယ်အခက်တာဆိုရဲတည်သွားစေအကြောင်းရဟိုဒီမကိုဗစ်ကာလမှာထွက်ထားရနေမချစ်တော့ရင်တချင်းလေးပေါ့နော်အဲ့တချင်းမှာတော့ဟိုမြမကိုလူတိတယ်လို့မှခံစားရတော့ဘာဖြစ်လို့လဲဆိုတော့ဟိုဒီတချင်းကိုဖွင့်ဖွင့်လိုက်တဲ့အချိန်မှာဟိုအဲ့အဲ့တချင်းလေးကအဲ့ချင်းလေးကိုတိရဲကြိုက်တယ်ပေါ့ဒါပေမဲ့ညီမဆိုတာမှမတိဘူးမတိဘူးအဲ့ဒါညီမဆိုထားတာလေဆိုပြီးအဲ့လိုပြောလိုက်တော့မှသူတို့က ိကြတာပေါ့ဒါကကြတော့ကို့အချင်းချင်းပေါ့နော်အဲ့လိုမျိုးကိုနဲ့ရင်းနှီးတဲ့လူကအဲ့အဲ့တချင်ကိုသိတယ်အဲ့တချင်အဲ့တချင်ကိုမြင်သားထောင်ပြီးတော့ဟိုပြီးခဲ့တာပေါ့အဲ့လိုမျိုးဆိုတော့အတားညီမဆိုထားတာလေအဲ့လိုမျိုးပြောပြောလိုက်တော့မှသူတို့ကသိရတချင်နဲ့ဆိုတော့ညီမတွဲနေပေါ့ခဏခဏဒီရှာလို့ငါကိုလမ်းခွေစကားရီဆိုချိန်မှန်ရီနေပြန်လာလို့ တယောက်ထွေးနေလို့နာကိုမေးပြလိုက်တာဆို괴야마쇼데살라드초어디게들로묘나미시요예두타타두모슴이어베게냐고니노네버티어 feeling up to get the yoga diary your love. Need to tell the ဖြစ်ကြောင်းဖြစ်တယ်။ဟုတ်ကဲ့အဲ့တချင်းလေးကညီမဆိုထားတာပါ။အရင်ကဆိုလို့ရှိရင်အတချင်းဆိုနေတာစာရုပ်စာဖတ်နေတယ်လို့ပဲခန်းစားချက်လည်းမပါဘူး။အဲဒါပေမဲ့အခုနောက်ပိုင်းညီမပြတ်ဟိုကိုကိုကိုပေါ့နော်။ဟိုပူပူပုံစူးစားလာတဲ့အချိန်မှာအဲ့အဲ့ဒီရဲ့ဟိုသူတို့ရဲ့ဒီကွန်မန့်လေးတွေလည်းပျောက်သွားတယ်။သူတို့ရဲ့ဝေဖန်တတ်နေလည်းတိတ်မကြရဘူး။ကောင်းအောင်စူးစားမယ်ဆိုရင်ဒီ music နဲ့ပတ်သက်ရင်ငယ်လေးတွေကအဲ့လိုမျိုး အရန်ကိုပေါ့နော်ဝါသနာပါပြီးတော့ဒီဟာဒီဟာကြီးကိုပဲလှုပ်ချင်တာကျန်တာစိတ်စိတ်မဝင်စားအောင်ဒီတချင်းတချင်းဆိုရရင်ဂျင်းနဲ့တဲ့တချင်းဟိုစိတ်တည်ညစ်တဲ့အခါကြလို့ရှင်တချင်းနားထောင်အဲ့လို့ဆိုတော့ကွာဒီတချင်းဒီတချင်းလုံရရင်ကိုပျော်နေတဲ့အတွက်ကြောင့်ဒီတချင်းနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုး တိုက်ခိုက်လာတာမျိုးဆိုလို့ရှိရင်လက်မခံခြင်းအဲ့လက်မခံခြင်းတဲ့အတွက်ကြောင့်စ조사ရဲစ조사ရဲစ조사ရင်းနဲ့ဒီဒီလောက်ချိန်နဲ့ဒီတိုးတက်လာတာပါဟုတ်ကျင်းနေသေးပါဦးဒီဒီထက်ဒီထက်ပေါ့နော်ဒီထက်မှကပို့ပြီးတော့ဟိုရှေ့ဆက်ပြီးတော့ဒီအမြင့်ကိုပို့ရောက်ချင်နေတယ်ဒီလိုကအနိုင်ပေါ့နော်အခုအခုကကြတော့ဒီမြမထက်အဆိုကောင်းတဲ့လူတွေလည်းအများကြီးပဲရှိရယ်လေ စ်နိုင်ရင်တော့ချိန်ညရင်တော့တက်လို့ချင်တာပေါ့အခုတော့အဲ့လိုမျိုးတော့မရှိသေးပါဘူးမအမမပေါ့နော်အခုအချင်းလေးတွေကိုလည်းဒီဒီထက်မှကပူပူပြီးတော့တောင်းအောင်လို့ကျူးစားနေပါရဲ့အဲ့တော့ကြောင့်မတချင်းလေးတွေကိုလည်းအခုထွက်ရှိပြီးသားတချင်း Evan Evan ဆယ် Evan လေးတွေကိုလည်းဟိုနားထောင်ပေးပါအောင်လို့ပြောချင်ပါရဲ့အားပေးပါအောင်လို့ပြောချင်ပါရဲ့နောက်တစ်ချင်းတချင်းအစ်စ်အစ်စ်တက်လေးတွေကိုထပ်ပြီးတော့ပြည့်တက်တွေကိုချပြတော့ပါမယ်လို့ကျေးဇူးတင်ပါတယ်မမကိုလည်းချစ်ပေးကြပါအောင်